အားလုံးပဲမင်္ဂလာများ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တွေအားလုံးလည်းမင်္ဂလာပါကျွန်တော်အခုဒါသုံးသက်သွားမယ့်အကြောင်းအရာကဒီ Nations League ပြိုင်ပွဲရဲ့ Semi Final ပွဲစဉ်ပေါ့နော် Semi Final ပွဲစဉ်နှစ်ပွဲနှစ်ပွဲမှာဒါအခု သုံးသက်သွားမှာကဒီ Spain အသင်းနဲ့ပြင်သစ်အသင်းတို့ကစားမယ့်ပွဲဆိုတော့ဒီပွဲကဟိုတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ဒီနှစ်သင်းကပြီးခဲ့တဲ့ Euro 2024ပြိုင်ပွဲတုန်းကလည်း Semi Final အဆင့်ပါပဲတွေ့ခဲ့ပူတယ်အဲ့ဒီချိန်တုန်းက Spain က ါတိုးဝမ်းတဲ့အနိုင်ရခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ပွဲအကြောင်းနည်းနှွေးရရင်ကျွန်တော်တို့ဒီစပိန်ကဒီပြင်သစ်နဲ့မကစားခင်ဒီ100%နိုင်ပွဲ record သူတို့ယူထားနိုင်ပြီးတော့ပြင်သစ်ကိုလည်းသူတို့ထပ်ပြီးတော့အနိုင်ရတဲ့အခါဒီတရားရဂနုံနိုင်ပွဲဆန်ကြီးကိုသူတို့ဆက်ပြီးတော့ထိနိုင်ခဲ့တယ်ပွဲအစ9မိနစ်မှာဒီကိုလိုမွန်နီဒီသောစီစီကောင်းတိုက်ပြီးတော့အဲ့လောကကယ်လန်အမ်ဘပေးပေါ့နော်ကယ်လန်မပေးဟိုဖန်တီးပေးလိုက်တဲ့သူ့ရဲ့ delivery ကိုကိုလိုမွန်နီကောင်းတိုက်ပြီးတော့ကိုးစားရတယ်အဲ့တော့ ဂိုးစရပြီးတော့တိတ်မကြခင်မှာပဲတဲ့ဒီစပိန်အတင်းအတွက်ခြေပါကိုတိတ်မကြခင်သာ7မိနစ်လောက်ချပြီးတော့စပိန်အတွက်ခြေပါကိုကိုယမောဒါပြိုင်ပွဲတစ်လျှောက်လုံးအကောင်းဆုံးဂိုးတွေကတကိုးလို့လည်းပြောလို့ရမယ်ဒါသူကန်နေကြပုံစံနဲ့ဒီအဝေးကနေလှမ်းကန်ပြီးတော့အဝေးတိုင်းတောင်းကိုလှမ်းကန်ပြီးတော့ဒီစပိန်အတင်း1-1ဖြစ်သွားတယ်ပြီးတော့တိတ်မကြဘူး6မိနစ်အကြာပါပဲဒန်နီအော်မိုကနောက်ထပ်တကိုးထပ်သွင်းတယ်ဆိုတော့ဒီအချိန်ပိုင်းလေးအတွင်းမှာမိနစ်အစိတ်အတွင်းမှာ ဒီပွဲရဲ့ result ပေါ်ခဲ့တဲ့2-1အဲ့နောက်ပိုင်းဒီ game ရဲ့ display အရဆိုကျွန်တော်တို့က Spain ကိုပို့ပြီးတော့အားကောင်းတဲ့အသင်းတစ်သင်းအဖြစ်ကျွန်တော်မြင်ရတယ်ပြီးတော့ဒီပြင်သစ်အသင်းကိုဒီ Deschamps ရဲ့အသင်းကို Deschamps ရဲ့အသင်းကပြီးခဲ့တဲ့ Euro 2024မှာတော်တော်လေးနာမည်ပြတ်တယ်ဘာနာမည်ပြတ်လဲဆိုတော့ကိုအသင်းရဲ့လူစင်းမှာတကယ်တိုက်စစ်ကျယ်ပွားနေတာကတော့အများအပြားရှိပါလျက်နဲ့ Deschamps ရဲ့အသင်းဟာခံစစ်ကို အားပြုလွန်ပြီးတော့ခံစစ်စိတ်အပြည့်နဲ့ ကစားနေရဲနဲ့ quarter final နဲ့အဆင့်အထိကျော်ဖြတ်လာပြီးတော့ဒီ Spain နဲ့တွေ့တာအဲ့တော့ Spain နဲ့တွေ့တဲ့အချိန်မှာလေဒီ Colomboani ရဲ့ twin goal အပြီးအဲ့ twin goal အပြီးဒီပွဲတင်7မိနစ်ကစပြီးတော့မိနစ်60အထိဒီပြင်သစ်ဟာ Spain ကို clear cut chance ရလို့မမေရရမရှာဖွေနိုင်ခဲ့ဘူးဆိုတော့ Spain အသင်းအတွက်ဒါတော်တော်လေးခြေစွမ်းပြပြီးတော့ဒါဘောလုံးပွဲရောက်သွားတဲ့ခရီးပေါ့နော်အဲ့အဲ့အချိန်တော့တွေ့ခဲ့တာဆိုတော့လက်ရှိအချိန်မှာကျတော့ကျွန်တော်တို့ပြင်သစ်အကြောင်းအရင်ပြောရင်ပြင်သစ်ကလည်းပြောင်းလဲသွားပြီပြင်သစ်က ဒီပြီးခဲ့တဲ့ဒီအဲဒီယူရိုပြိုင်ပွဲတုန်းကပြင်သစ်ရဲ့ဒီလူစင်းကိုကြည့်ရင်ကျွန်တော်တို့ကွင်းလယ်မှာဒီခံစစ်စိတ်တန်တိုက်စစ်ပိုင်းမှာလည်းကယ်လန်ဘပီဘေတောင်မှာကစားရတယ်အပြင်သစ်နဲ့ပွဲစပိန်နဲ့ပွဲတော့ဆိုဒါမယ်လညာတောင်မှာကစားရတယ်ကိုလိုမိုနီအထောင်တိုက်စစ်မှာကစားရတယ်ကွင်းလယ်မှာရာဘီယိုရဲ့ဒီချော်မနီရဲ့အန်ဂယ်ကန်တေရဲ့၃ယောက်ကစားရတယ်ပြီးတော့ခံစစ်ကတီယိုဟန်နန်ဒက်အော်ဆလီဗာအိုပန် အခါလို့ခွန်တီလက်ရှိဒီစကန်စစ်အတွဲပေါ့နော်ပြီးခဲ့တဲ့မနေ့ရက်ဒီခရိုရှားနဲ့ပွဲမှာကစားသွားတဲ့ခန်စစ်အတွဲဆိုတော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ပြင်းစစ်တသင်းလုံးရဲ့စိတ်ဟာခန်စစ်ကိုအလွန်အကျုံတီဆောက်ပြီးတော့ဒီ transition နေနဲ့ပဲကစားရတယ်စပိန်နဲ့ပွဲမှာသူတို့အဲ့ဒီအလုပ်ကိုမလုပ်နိုင်ဘူးဆိုတော့အဲ့ဒီအနေအထားမျိုးပေါ့နော်ဆိုတော့ပြိုင်ပွဲတစ်ချောင်းလုံးလည်းကျွန်တော်တို့ပြင်သစ်ကိုအဲ့ဒီပုံစံကြီးနဲ့မြင်ရတယ်ပြင်သစ် ကိုအများကြီးမျှော်လင့်ထားသလောက်ယူ2024 24မှာကျွန်တော်တို့ပြင်သစ်စီကနေ entertaining တို့ successful football ဟိုကြည့်ရတာဟိုဘယ်လိုခေါ်မလဲဟိုဖြော်ပြပေးနိုင်တဲ့ကစားဟန်ကိုကျွန်တော်တို့မတွေ့ကြရဒါပေမဲ့လက်ရှိပြင်သစ်အသင်းကနည်းနည်းလေးအပြောင်းအလဲဖြစ်သွားတယ်လက်ရှိပြင်သစ်အသင်းဒါ Croatia ကိုကစားခဲ့တဲ့ပထမအကြော့ထုံးစံအတိုင်းပါပဲပြင်သစ်ကအီလေလေပါပဲဒါပေမဲ့ဒီ Croatia ကိုကစားတဲ့အခု Parma ကစားသွားတဲ့ပွဲဒါ2-0နဲ့နိုင်တယ်ပြီးတော့ penalty အဆုံးအဖြတ်အထိခံယူတက်လာတဲ့အနေထားမှာတော့ပြင်သစ်ရဲ့ ီတိုက်စစ်ကစားပုံက2-0ဆိုတာထက်ပိုပြီးတော့ပြတ်သားတဲ့နဲ့အခြေစမ်းမျိုးသူတို့ပြသနိုင်ခဲ့တယ်။ခရစ်ရှားကသူတို့ရဲ့အသာစီးရထားတဲ့ကိုးတွေကိုထိမို့စ조사ရင်조사ရင်းနဲ့အသင်းကခံစစ်စိတ်ကိုမတိမသာတိတိသာသာပဲမတိမသာတော့မဟုတ်တိတိသာရရင်သွားပြီးတော့နောက်ဆုံးခရစ်ရှားစီကလည်းကျွန်တော်ထက်မြက်တဲ့ဒီတံမြန်တိုက်စစ်တွေတော့ကျွန်တော်မတွေ့ရဘူးဖြစ်သွားတယ်။ဟော game ကဟိုအသေးကြီးဖြစ်သွားတယ်ပြန်သိဟိုဖီအားပြည့်တယ်ခရစ်ရှားခံကစားတယ်ဟို2-0နဲ့ခရစ်ရှားကျင်တတ်တယ်ပယ်နယ်တီအဆုံးဖြတ်တိဆွဲခေါ်တယ် ဒါပေမဲ့ battery အဆုံးဖြစ်မှာဒီပြင်သစ်နိုင်သွားတယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့မြင်ခဲ့ရတယ်ဆိုတော့ဟိုလက်ရှိပြင်သစ်က Euro 2024ပြင်သစ်ထပ်စာရင်ကစားပုံပို့ပြီးအားကောင်းလာတယ်အဲ့ဒီမှာမှဒီ particular ပို့ပြီးတော့ဒီခြေစွမ်းက Euro 2024ကထပ်ပို့ကောင်းလာတယ်ပို့ပြီးတော့ရှင်းချက်လာတယ်ပို့ပြီးတော့အားကောင်းလာယုံကြည်မှုပိုရှိလာတယ်ပို့ပြီးတော့ဒီ Desiree Doyle တို့လိုကစားသမားမျိုးတွေ ပေါ်ထွက်လာတယ်ဒမ်ဘယ်လီရဲ့ခြေစွမ်းကအဲ့ဒီအချိန်ကခြေစွမ်းထက်အခုအချိန်ကဒါလက်ရှိကမ္ဘာဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားတွေထက်ကတူဆိုတဲ့ပုံစံမျိုးပြနေတယ်ပြီးတော့ကလင်အမ်ဘပ်ပေဒါရယ်မက်ဒရစ်အသင်းမှာထောင်းအဲ့တုန်းကအမ်ဘပ်ပေကတောင်ပန်တိုက်စစ်မှာကစားတာအဲ့ဒီ Euro 2024အပြီးကလင်အမ်ဘပ်ပေကရယ်မက်ဒရစ်ကိုရောက်တယ်အထောင်တိုက်စစ်နေရာမှာကစားတယ်အခုလက်ရှိပြင်သစ်အသင်းမှာဒီကလင်အမ်ဘပ်ပေကအထောင်တိုက်စစ်နေရာမှာကစားနေတယ်ဆိုတော့ကစားတဲ့အခါကျတော့သူ့အတွက်ပို့ပြီးတော့ smooth ဖြစ်တဲ့ပုံစံမျိုးကိုတွေ့ရတယ် ဒါကပြင်သစ်အကြောင်းပေါ့လေဟိုပြင်သစ်တိုးတက်လာပါတယ်တိုက်စစ်ကစားမှုပို့ပြီးတိုးတက်လာတယ်ဒါပေမဲ့လက်ရှိအချိန်အထိကိုစပိန်ကကျွန်တော်တို့ဟိုပို့ပြီးတော့ဆွဲဆောင်မှုရှိတဲ့အသင်းတစ်သင်းအဖြစ်ကျွန်တော်တို့မြင်နေရတော့မယ်စပိန်ကဟိုလွိုင်းဆန်ရီကေလက်ထဲကနေပြီးတော့အဲဒယ်လော့ချန်ဒီကိုင်တဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာပြင်ဒီစပိန်ဟာအဲ့ဒီကာလတခြားကျွန်တော်တို့ဒီ2008 2012နောက်ပိုင်းစပိန်အသင်းတွေဟာဘာဖြစ်လာလဲဆိုတော့တိုက်စစ်ပိုင်းပြဿနာကြုံတွေ့လာရတယ် ဒီ2008ကနေ2012အထိအတွင်းမှာဒီ Xavi Iniesta, Carlos Puyol, Sergio Ramos တို့နဲ့အတူနောက်ထပ်ဒီဟိုအရုပ်ပေါ့ Xavi Alonso တို့ Sergio Busquets တို့ဒီကစားသမားတွေနဲ့အတူဒီအမြဲတမ်းဒီ Spain ကပြိုင်ဘက်ကိုအေးအေးဆေးဆေးလွှမ်းမိုးပြီးတော့ကစားတဲ့ပုံစံနဲ့ကစားနေရင်ကစားနေရင်နဲ့နောက်ပိုင်းမှာဒီ Spain ဟာကွင်းလေအားပြုရင်ပြုရင်နဲ့တိုက်စစ်ပိုင်းက Fernando Torres တို့ David Villa တို့ဒီလိုကစားသမားမျိုးတွေ ဟိုထက်ထွက်ပေါ်လာဖို့ခက်ခဲခဲ့ပြီးတော့စပိန်ကိုကျွန်တော်တို့အမြဲတမ်းလို့လို့တိုက်စစ်ပိုင်းကဟိုဘယ်လိုခေါ်မလဲမတန်စွမ်းဘူးအင်္ဂါမစုံဘူးဆိုတဲ့ပုံစံမျိုးတောက်လျှောက်မြင်ခဲ့ရတယ်။အဲ့ဒီအနေအထားကလို့ဆန်ရီကေးလက်ထက်အထိလေအဲ့ဒီအရာကိုမပြောင်းလဲနိုင်ခဲ့ဘူး။မပြောင်းလဲနိုင်ခဲ့ပဲနဲ့နောက်ဆုံးဘာဖြစ်လာလဲဆိုတော့အန်ရီကေးလက်ထက်ကနေပြီးတော့ဒီဒယ်လာဖျွန်တေးတိုင်တဲ့အချိန်အဲ့မှာဒီလို့ဆန်ရီကေးရဲ့ပြဿနာကလည်းဘာလဲဆိုတော့ဟိုသူကတော့ရိုးရိုးသားသားသူ့အလုပ်ကိုသူလုပ်တာတော့ကျွန်တော်တို့ယုံကြည်လို့ရပါပဲ ဒီဘာစီလိုနာကစားသမားဟောင်းတူဦးပေါ့နော်ဘာစီလိုနာကံကစားသမားတဟောင်းတူဦးအနေနဲ့ဒီဘာစီလိုနာရယ်မက်ဒရစ်ဆိုတဲ့ဒီဘာယက်စ်ဒီဘာလီညာတွေသူ့ကိုတောက်လျှောက်ဒီဟာတွေဝေဖန်တဲ့အခါမှာလည်းသူကောင်းကောင်းအလုံးမလုံးနိုင်ဘူးလည်းတွေ့ပါတယ်နောက်ဆုံးတော့အန်ရီကေရဲ့စပိန်အသင်းကလည်းကစားသမားကောင်းတချို့ထွက်ပေါ်လာသည့်တိုင်အောင်အားရစရာမရှိခဲ့ဘူးဆိုတော့ကျွန်တော်တို့ဒီစပိန်ကိုကျွန်တော်တို့အရင်တော့မြင်မယ်ဆိုရင်ဒီတကယ် sharp angle pass တွေကိုဒီတောင်ကျင်းလေးတွေကနေအရင်ထက်မြတ်တဲ့ pass တွေကို Iniesta တို့ Xavi Hernandez တို့ပေးတယ်အဲဒီဟာကို တကယ်တကယ် slick runs တွေအဖြစ် Fernando Torres တို့ပြီးတော့ David Villa တို့ပေးတယ်အဆုံးသတ်တယ်ပြီးတော့ Pedro တို့အဲ့အဲ့ဒီအနေအထားကနေစပိန်ဟာပြင်းစရာကောင်းတဲ့အသင်းတစ်သင်းအဖြစ်အသွင်ပြောင်းလာရင်လည်း Delafonte လက်ထက်မှာစပြီးတော့ပြောင်းတယ်ကျွန်တော်အထင်တော့ရိုးရိုးလေးပဲလှုပ်လိုက်တာရိုးရိုးလေးပဲပြောင်းနေလိုက်တာအဲ့ဒါဘာလဲဆိုတော့စပိန်ဟာခန်းစစ်အရင်အမကောင်းဘူးတိုးတော့သူတို့မှာ အစင်လာအရာကိုကွင်းလည်းဟာအကောင်းပြီးသားအဲ့ကွင်းလည်းအကောင်းပြီးသားကောင်မှ ဒီ Delafiente ရဲ့အစောပိုင်းပေါ်ဒီမှာစပိန်အသင်းဟာအနေနဲ့ရုံးကန်ရတယ်ဟိုတိုက်စစ်ကစားသမားတွေနဲ့ကိုယ်လည်းကစားသမားတွေမှာလည်းဒီလူငယ်လေးတွေနဲ့သူစပြီးတော့တွားနေတဲ့အချိန်ဒါပေမဲ့နောက်ပိုင်းတစ်ဖြည်းနဲ့မိလာတဲ့အချိန်ဘာမှတွားမိလဲဆိုတော့တောင်မန်နှစ်ဖက်ကို Nico Williams နဲ့ Lamin Yamal ကို Yamal ကအိုက်ခင်က16နှစ်ပဲရှိသေးတယ် Nico Williams ကလည်း20ပေါ့နော်ဒီဆယ်ကျော်တက်လေးနှစ်ဦးကိုသူရုံးရုံးကြည့်ကြည့်နေရာပြေးလိုက်တဲ့အချိန်ကစပြီးတော့ ဒီစပိန်အသင်းရဲ့ dynamic တစ်ခုလုံးလောကပြောင်းလဲသွားတယ်စပိန်အသင်းရဲ့ဒီကစားဟန်ဟာဒီ ball passer bowler အပြင်ကိုဒီ direct next ကိုပါကျွန်တော်တို့စပြီးခံစားလာရတယ်အဲ့ဒီအချိန်မှာပဲ top shot ဒီစပိန်အသင်းဟာဒီ nations league ပြိုင်ပွဲမှာသူတို့ထပြီးတော့ချန်ပီယံဖြစ်တယ်အဲ့ဒီချန်ပီယံဖြစ်တဲ့ခရီးကိုကြည့်ရင်ကျွန်တော် rodri ရဲ့အခန်းကဏ္ဍ rodri ရဲ့ဦးဆောင်မှုအောက်မှာဒီတောင်ပံကစားသမားလေးနှစ်ဦးရယ်ပြီးတော့ကျွန်တော်တို့ဒီစပိန်အတွက်ဆိုရင်အမြဲတမ်းလိုလို့ အဖြစ်ကံအနေအထားဖြစ်နေတဲ့မော်တာကပတိန်ကောက်ပြီးပြီးတော့နံပါတ်9ရိုးမှာမော်တာကိုလှုပ်ရှားစေတယ်။အဲ့ဒီအတွဲဖက်လေးမိသွားတဲ့အချိန်ကစပြီးတော့ယုံကြည်မှုပို့ပြီးတော့မြင့်တက်လာတယ်။အဲ့လိုနဲ့ Euro 2024ရောက်လာတယ်။ရောက်လာတဲ့အချိန်မှာဒီဂျမားတို့နီကိုဝီလျံစ်တို့ကအဲ့ဒီအချိန်မှာဒီ Euro 2024မှာစပြီးတော့သူတို့သူတို့ကိုကျွန်တော်ပြည်သက်တွေစမြင်ရတာ။အဲ့မှာပဲဒီစပိန်ဟာတပွဲထက်တပွဲတကဘာလုံးစောင့်ကြည့်ကြင်စရာကောင်းတယ်ပြောမယ်ဆိုယူရို2024ကအ ဒီကျွန်တော်တို့ကျင်းပခဲ့တဲ့ပြိုင်ပွဲတွေတခြားမှာ boring အဖြစ်ဆုံးပြိုင်ပွဲဒါပေမဲ့အဲ့ဒီပြိုင်ပွဲကြီးကို save လုပ်သွားတာက Spain ရဲ့ Germany ရဲ့ဒီနှစ်သင်း save လုပ်သွားတာထားပါတော့ England ကိုလည်းကျွန်တော်တို့ထည့်ရထည့်မယ်ဒါပေမဲ့အဓိကတော့ဒီ Spain ရဲ့ကစားဟန် Germany ရဲ့ကစားဟန်ဒီသူတို့ပြီးတဲ့ရပ်သားတွေကြောင့်ဒီပြိုင်ပွဲကြီးကဟိုစိတ်ဝင်စားစရာဖြစ်ကျန်တဲ့အသင်းတွေကဟိုအရန် format စံလုံးနဲ့ကစားပုံနေနဲ့အဲ့ဒီအနေအထားမျိုးဖြစ်ခဲ့တာဖြစ်ခဲ့တော့မှဒီ Spain ကိုကျွန်တော်တို့ အဲ့တော့အဓိကအချိန်ကအခုချိန်ဒီလက်စပင်ကိုကျွန်တော်တို့ပုံစံကောင်းနဲ့ဆက်ပြီးတော့မြင်ရတော့မယ်နောက်ထပ်ကစားသမားတွေပေါ့ဒန်နီအော်လ်မိုတို့လိုကစားသမားတွေဟာဟိုအရန်ကိုတကယ် quick decision making နဲ့ကစားနိုင်တဲ့သူတွေထက်လက်ထက်မြတ်တယ်ဖန်တီးတဲ့အပိုင်းပဲဖြစ်ဖြစ်ပြီးတော့ဒီရုတ်တရက် head and sports ဒီကနေထွက်လာပြီးကိုသွင်းသွားတာမျိုးပဲဖြစ်ဖြစ်အဲ့လိုဖြစ်တယ်လို့ဒီ Oya Zabal တို့ဒီ Morata တို့တော့ဒီကစားသမားတွေအကုန်လုံးပါပဲစပိန်အသင်းဟာလက်ရှိကမ္ဘာပေါ်လုံးလောကမှာဆက်ဆံမှုအရှိဆုံးအသင်းတစ်နေဖြစ် မြင်နိုင်တယ်။အဲ့တော့ဒီစပိန်ကိုကြော်ဖြတ်ဖို့ကတော့လည်းကျွန်တော်အမြင်တော့များများဆဆမရှိလောက်ဘူး။စပိန်ဟာအကောင်းဆုံးဖြစ်နေရင်တော့မှစပိန်ကိုကြော်ဖြတ်နိုင်တဲ့အသင်းကပြင်သစ်ဂျာမီတို့ကတော့စပိန်ကိုချိန်ချောက်နိုင်တဲ့အသင်းတွေအဖြစ်ကျွန်တော်မြင်လာမြင်ရတော့မယ်။အဲ့တော့အဲ့ဒီဒီစပိန်နဲ့ပြင်သစ်တို့အခုဒါ semi final မှာထပ်တွေ့ပြီး Euro 2024 semi final မကြည့်ဘဲတော့ဘယ်သူနိုင်မလဲဘယ်သူရှုံးမလဲဆိုတော့မှန်းအားထပ်ပြီးမယ်။တေချာတာကတော့ပြင်သစ်ဟာပြီးခဲ့တဲ့ Euro 2024ကခြေစွမ်းမျိုးတော့မဟုတ်ဘူး။စပိန်ရဲ့ခံစစ်ကို ပို့ပြီးတော့ဒုက္ခပေးနိုင်တဲ့အမြန်နှုံးနဲ့ face နဲ့တိုက်စစ်နဲ့ကစားတဲ့အသင်းဖြစ်လာပြီဆိုတော့မထင်မှတ်ပဲနဲ့ Spain လည်းရှုံးသွားနိုင်တယ်မထင်မှတ်ပဲ Spain လည်းရှုံးသွားနိုင်တယ်အဲပြီးတော့ဒီဘယ်လိုခေါ်မလဲဆိုတော့ Spain ရဲ့ဟို control အပိုင်းနဲ့ပြင်သစ်ကွင်းလည်နဲ့ရင်ဆိုင်တဲ့အခါမှာဟို Germany တို့ပေါ့နော်ရင်ဆိုင်တဲ့အခါမှာအလုပ်ကောင်းကောင်းလိုက်မလုပ်နိုင်ဘူးဆိုရင် Spain ကလည်းလွှမ်းမိုးသွားနိုင်တယ်ဆိုတော့ game က50 50ပွဲပဲဒါပေမဲ့ကျွန်တော်အနေနဲ့တော့ ဒီဒီပွဲမှာပေါ့နော်ဘယ်အသင်းဘလူဝတ်တက်မလဲဆိုကျွန်တော်စပိန်ကိုအထင်သေးလို့တော့မဟုတ်ဘူးဒီနေရာမှာဒီတချို့သောပြင်သစ်သားသူရဲ့ transaction တွေကိုကောင်းကောင်းလုပ်နိုင်မှာဆိုတမ်ဘလီတို့ဘာကိုလာတို့ခလီအမ်ဘပီတို့ရဲ့ pace ကိုကောင်းကောင်းတင်နိုင်ရင်လောလောဆယ်လက်ရှိစပိန်ခံစစ်ကစားပုံကိုကျွန်တော်သိမ့်မကြိုက်ဘူးဆိုတော့ဒီပြင်သစ်ကတော့ chance နည်းနည်းလေးပိုရှိမှာလို့ထင်တယ်ပေါ့နော်ဆိုတော့ဒါတော့ဒီစပိန်နဲ့ပြင်သစ်တို့ကစားမယ် Euro 2000 sorry ဒီဟိုပါပေါ့ Nations League 2025 semi final ပွဲစဉ်ပေါ့နော်ဒီပွဲချန်ပီယံမှာကစားမယ် တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့တုံးသက်ခဲ့တာဖြစ်ပါတယ်ပွဲကျိုးအနေနဲ့ပေါ့နော်ဆိုတော့တ िश ူအားပေးခဲ့ကြတဲ့ဒီ UK match day ရဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်